အပိုင်း125ရဲ့အဆောက်မှာတော့သတိလင်းနေတဲ့လူဖီရဲ့နောက်ကိုဆန်ဂျီတယောက်ထမင်းမှုကိုဂိုင်ဆွဲရင်တလန်းချင်းရှောက်လာနေခဲ့ပါတယ်။လဲကြနေတဲ့လူဖီကိုကြည့်ရင်ဆန်ဂျီကသူ့အနေနဲ့အောက်တန်းစားသမားတယောက်လို့ပြောခဲ့မိတဲ့စကားတစ်ခုအတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ပြီးတော့လူဖီရဲ့ဘိုက်ထဲကနေအတန်းတချို့ထွက်လာခဲ့ပြီးပြန်လဲသတိရလာပါတယ်။နိုးနိုးချင်းမှာပဲဆန်ဂျီကိုတွေးလိုက်ရတာကြောင့်လူဖီတယောက်အံ့ဩသွားခဲ့ပါတယ်။ဒါပေမဲ့ဆန်ဂျီကတော့မသိသလိုဟန်ဆောင်ရင်သူ့ရဲ့မျက်လွှာကိုချထားခဲ့ပါတယ်။ဒါကြောင့်လူဖီကဆန်ဂျီကိုထုံးစံအတိုင်းရောက်လာတာနောက်ကျတယ်တော့လို့စကားဆလိုက်ပါတယ်။ ။စန်ကြီးရဲ့တွေးထဲမှာတော့လူဖီကိုတိုက်ခိုက်ခဲ့တဲ့ကောင်ပုံရိပ်တွေကိုပြန်လည်မြင်အောင်နေရင်မင်းကိုနောက်မကျဘူးလို့ဂရီပေးထားခဲ့ဘူးလားလို့မေးလိုက်ပါရီ။နောက်ပြီးအမြဲတမ်းလိုလိုခန်းစားရသမျှကိုထုတ်ပြောပြီးဂရီတွေတစ်ဖက်သက်ပြီးတဲ့မင်းကတော်တော်လေးကိုစိတ်ပျက်စရာကောင်းတယ်လို့ဆိုပါရီ။ဒါကိုကြားတော့လူဖီကစားလောင်နေတဲ့သူ့ရဲ့ဘိုက်ကိုကင်ရင်အားရပါးရရှိမောလိုက်ပါရီ။စန်ကြီးကချက်ချင်းပဲသူ့လက်ထဲမှာပါလာတဲ့ထမင်းဘူးကိုချပေးလိုက်ပြီးနောက်တစ်ခါဆိုရင်တစ်ဖက်သက်ဆန်တဲ့ဆုံးဖြတ်ချက်တွေကိုမချနိုင်လို့တတိပေးလိုက်ပါရီ။ လူဗီကတော့သူ့အနေနဲ့ဘလို့ပဲဖြစ်ဖြစ်စံကြီးသူစီကိုရအောင်လုပ်နိုင်ခဲ့တာကြောင့်တစ်ဖက်သက်ဆန်တဲ့ဂရီတွေကိုတုံးတဲ့နီးစနစ်ကတော်တော်လေးကိုအလုဖြစ်ခဲ့တာပဲဆိုပြီးသဘောကျနေခဲ့တာပါအဲဒီနောက်မှာတော့လူဗီကစံကြီးတဲလာတဲ့ထမင်းမှုတို့ကိုကြည့်ခဲ့ပါလေစံကြီးကဒီတစ်ခေါက်ထမင်းမှုကိုတဲလာရင်ထုံးစံတိုင်းလမ်းမပြုတ်ကြလိုက်မိုးရေဆူလိုက်ငယ်စဉ်တုန်းကအတိုင်းဖြစ်နေခဲ့တာကြောင့်ဟင်းနေကောင်းမကောင်းဆိုတာကိုတော့အာမမခံနိုင်ဘူးလို့သတိပေးလိုက်ပါလေတကယ်လဲစံကြီးယူလာတဲ့ထမင်းမှုကပြုတ်ကြထားတဲ့ဒဏ်တွေကြောင့်တပူးလုံးလဲရှုံးဘွက်တွေပေးရင်ညစ်ပတ်လို့နေခဲ့ပါလေ ဒါကိုခံစားမိလိုက်တဲ့ဆန်ကြီးကဒါကသူ့အတွက်တော့နောက်ထပ်ရှုံးနေမှုတစ်ခုလားလို့လှမ်းမေးနေတော့မှာပဲ။လူဖီကအသားတော်တွေကိုအားရပါးရကိုက်စားနေခဲ့ပါလေ။ဒါအပြင်လူဖီပါဇက်ကကောင်းလိုက်တာဆိုတဲ့အတန်ထွက်ပေါ်လာတာကြောင့်ဆန်ကြီးတယောက်နိုင်ငယ်စဉ်းစားရချက်သွားပါလေ။အဲ့ဒီအချိန်လူဖီကအခုလိုမျိုးဆန်ဝစ်နဲ့ဟမ်ဘာဂါရီက Robin နဲ့ Frankie တို့အကြိုက်တွေပဲလို့ပြောဆိုနေခဲ့ရင်အားရပါးရစားတောက်နေခဲ့တာကြောင့်ဆန်ကြီးတယောက်စိတ်ထိခိုက်လို့နေပါလေ။တကယ်တမ်းမှလေလူဖီကရှုံးဘွက်တီပီချန်နီရဲ့ထမင်းမှုကိုအားရပါးရစားတောက်နေခဲ့ရင်အလိမ့်ညာတွေကိုပြောဆိုနေခဲ့တာပါအဲ့ဒီအချိန်ဆန်ကြီးက တကယ်စားလို့ပြီးပြီဆိုရင်ဒီနေရာကနေထွက်သွားတော့လို့လူဖီကိုပြောလိုက်ပါတယ်။နောက်ပြီးသူအနေနဲ့ဒီကျုံးပေါ်မှာဒီတိုင်းပဲနေခဲ့တော့မှာဖြစ်တာကြောင့်လူဖီတို့နဲ့အတူမလိုက်နိုင်တော့ဘူးလို့ပြောပါတယ်။ပထမဦးဆုံးအချက်အနေနဲ့သူ့ကိုလာခဲ့တဲ့နဲ့ခေါင်းဆောင်ကိုဆဲဆူရိုင်းပြမိတဲ့အတွက်ကြောင့်ဖြစ်ပြီးသူ့ကိုပြန်မထိုက်ခိုက်တာတော့မှာဂျန်ဂျန်နန်းနဲ့အနေထားထိအမောက်သိမ့်မိလိုက်တာကြောင့်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒီချက်ကပဲသူ့အနေနဲ့လူဖီရဲ့နောက်ကိုပြန်မလိုက်နိုင်ခြင်းရဲ့အကောင်းဆုံးအကြောင်းပြချက်လို့ဆိုပါတယ်။ ဒုတိယအနေနဲ့ဘရဒိုင်းစားတော့ဆိုင်ကဇက်ဖ်နဲ့ချားသူတွေရဲ့အသက်အန္တရာယ်ကိုဖြစ်စေခဲ့ပြီးအခုဆိုရင်သူကြောင့်အကုန်လုံးကရဇာကန်ဘွားကိုရောက်နေခဲ့ပြီလို့ရှင်းပြပါရယ်အခုလိုမျိုးညင်းဆို့များတဲ့အကြောင်းပြချက်တွေကပဲဒီမင်္ဂလာပွဲကနေသူ့ကိုထွက်ပြေးလို့မရစေခဲ့တာပဲလို့စန်းကြီးကပြောနေခဲ့တာပါဒါအပြင်မနက်ဖြန်မင်္ဂလာပွဲပြီးတာနဲ့အသက်ခံရတော့မမှန်မသိတဲ့သူ့ရဲ့အတုံးမကြတဲ့ဘင်းစမုတ်ဖမ်လီကြီးကလည်းဒီကိစ္စတွေထဲမှာကန့်လန့်ဖြစ်နေတယ်လို့ဆိုပါရည် အဲဒီနောက်မှာတော့စန်ကြီးကအဖေအမနဲ့အညီအကိုတွေအတွက်ဘဝတစ်လျှောက်လုံးဆက်ဆုပ်ဆရာကလွယ်လို့ဘာမှမရှိခဲ့တဲ့သူအတွက်ဒီတစ်ခေါက်သေးချာပေါအသုံးဝင်ရလိမ့်မယ်လို့ကြုံဝါလိုက်ပါတယ်။သူအနေနဲ့အတိတ်တုန်းကအဖေဖြစ်သူရောအကိုဖြစ်သူတွေနဲ့ပါနာကြီးစရာကိစ္စတွေစတိုက်ဖြစ်ပေါ်ခဲ့ပေမဲ့သူတို့ကိုဒီတိုင်းကြီးလုံးဝမထားခဲ့နိုင်ဘူးလို့လူဖီကိုရှင်းပြခဲ့ပါတယ်။ဒါကြောင့်လူဖီအနေနဲ့သူ့ရဲ့စကားတွေကိုတေချာပေါနားလေခဲ့မယ်ဆိုရင်ဒီနေရာကနေအ мян ဆုံးထွက်သွားတော့လို့အမိန်ပေးလိုက်ပါတယ်။ဒါကိုဒေါသထွက်သွားတဲ့လူဖီကစန်ကြီးရဲ့ရှေ့ကိုရောက်ရှိလာခဲ့ပြီးမြောက်ခွက်ကိုအားကုန်သုံးပြီးထိုးချလိုက်တာကြောင့်စန်ကြီးတယောက်ရုပ်ပြက်ဆင်းပြက်လွင်ထွက်သွားခဲ့ပါတယ်။ ်အာပြင်းလုံးနဲ့ထိုးကြကစံကြီးကိုတေဆုံးနေတဲ့ကင်းပံမြေခန္ဓာကိုယ်ရဲ့အထီတော်မှစိုက်ဝင်သွားစေခဲ့ပြီးမြေပြင်တစ်ခုလုံးကလည်းတုံ့လှုပ်သွားစေခဲ့ပါသည်ဒီလိုနဲ့လဲကြနေတဲ့စံကြီးကိုလူဖီကမင်းရဲ့တကယ်အိမ်မက်တွေကိုသတိရလိုက်စမ်းပါလို့အော်ဟစ်လိုက်ပါသည်အဲ့ဒီအချိန်ယုတ်တိရဲ့စံကြီးရဲ့အတွေ့အကြုံကိုလူဖီတို့နဲ့စတင်တွေ့ဆုံချိန်တုန်းကပုံရိပ်တွေရောက်ရှိလာခဲ့ပြီးအဖွဲ့သားတွေအားလုံးရဲ့စကားတွေကိုလည်းပြန်လည်ကြားယောင်နေခဲ့ပါသည်ဒါပြင်အခက်ခဲတွေကြောင့်မှရုံးကန်လှုပ်ရှားနေခဲ့ရင်ပင်လယ်ပြင်ကိုကျော်ဖြတ်ခဲ့တဲ့ရွှေရောင်နေရက်တွေကစံကြီးရဲ့ရင်ဘတ်ထဲမှာလိုင်းလုံးတစ်ဖွဲပြန်လဲရိုက်ခတ်လို့နေခဲ့ပါသေးတယ် ဲ့ဒီတော့က Robin ကသူမအနေနဲ့အဖွဲသားတွေနဲ့အတူတူရှိနေတဲ့အချိန်ဆိုအရန်ပျော်ရွှင်ပွေရာကောင်းကြောင်းရင်ဖွင့်နေခဲ့ပြီး Brooke ကတော့အခုလိုမျိုးထမင်းစားချိန်ရောက်ရင်စန်ဂျီရဲ့လက်ရာကိုမျောနေရမယ်လို့ဘယ်တော့မှမထင်ထားခဲ့ဘူးဆိုပြီးပြောဆိုနေခဲ့ပါတယ်။ဒါအပြင် Chopper, Usopp နဲ့ Luffy တို့သုံးယောက်ကလည်းလာမယ့်နာဂတ်မှာသူတို့ကိုစားကောင်းတောက်ဖွဲ့တွေနဲ့ဧည့်ခံပြီးနေ့စဉ်နဲ့အမျှချက်ကျွေးဖို့အတွက်တောင်းဆိုခဲ့ကြပူပါတယ်။ဒီရီအားလုံးကစံကြီလိုအနိုင်ကျင့်ခံလူရန်စားတယောက်အတွက်သူ့ဘဝမှာလိုချင်ဆုံးအရာတွေဖြစ်ပြီးကော်ရိုးထိုးတို့များအဖွဲ့ဝင်ဖြစ်လာတဲ့အခါမှသာရရှိခဲ့တဲ့ပျော်ရွှင်မှုတွေပါ။ ဒီလိုနဲ့ခန်းစားချက်တွေကိုထိန်းလို့မရတဲ့အဆုံးမှာတော့စံကြီးလည်းမျက်ရည်တွေစီးစင်းလာခဲ့ရင်မြေပြင်ပေါ်ကိုဒူးထောက်ကျသွားခဲ့ပါလိမ့်။နောက်ပြီးသူအနေနဲ့စံနီသိမောဘော်ကိုပြန်ပြီးအဖွဲသားတွေနဲ့တာယာရဲနေရက်တွေကိုတပံပြန်လဲဖျက်သန်းချင်မိတယ်လို့ဝန်ခံခဲ့ပါလိမ့်။မထင်မှတ်ဖဲကြားလိုက်ရတဲ့စံကြီးရဲ့စကားတန်ကြောင့်လူဖီလည်းရုတ်တရက်အံ့ဩလို့သွားပါလိမ့်။စံကြီးကအခုလိုမျိုးခန်းစားချက်အစစ်မှန်တွေကိုဝန်ခံကျင်ခဲ့တာကြားပြီးဖြစ်ကြောင်းနဲ့ဘေကမောင်းနဲ့မိသားစုဝင်တွေကချင်းချောက်မှုတွေသာမရှိခဲ့ဘူးဆိုရင်အတော်လေးကောင်းပါပဲဆိုပြီးငိုယူရင်းပြောဆိုနေခဲ့ပါလိမ့်။ ။နောက်ပြီး Binsmo Family တခုလုံးကိုမိသားစုအနေနဲ့မတတ်မှတ်ထားဘူးဆိုပေမဲ့မင်္ဂလာပွဲဆောက်လိုက်တာနဲ့ဖြစ်ပေါ်သွားမယ့်ကံကြမ္မာကိုတော့ဒါစီကျင်သေးတယ်လို့တောင်းဆိုလိုက်ပါရီ။စကားဆုံးမှာတော့ Luffy ကတစ်ချက်ပြုံးလိုက်ရင်ဒါဆိုရင်လဲငါတို့အတူတူမင်္ဂလာပွဲမှာတောင်းကျန်လိုက်ကြတာပေါ့လို့စန်ကြီးကိုအားပေးလိုက်ပါရီ။တဖြည်းဖြည်းပြန်လဲလင်းလက်လာတဲ့ကောင်းကင်ကြီးအောင်မှာတသက်လုံးကွဲကွာသွားလိမ့်မယ်လို့ထင်ခဲ့ရတဲ့တငယ်ချင်းနှစ်ယောက်ရဲ့ပြန်လဲပေါင်းစည်းမှုကတဟိုးဂိတ်အိုင်းလန်းတစ်ခုလုံးကိုတကယ်ပဲပြောင်းလဲခြင်းနဲ့ယူဆောင်လာနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ နောက်တစ်ခါမှာတော့ Big Mom ရဲ့ရေတိုက်ရှိကို Sweet General 3ဦးတွေကတယောက်ဖြစ်တဲ့ Katakuri ရောက်ရှိလို့လာခဲ့ရင်ဇလန်လီကလည်းတခန်းရပ်သွားခဲ့ပါတယ်။အပိုင်း126ရဲ့အဆောက်မှာတော့ Jimmy လည်းသူတို့ဖွဲ့ကိုကူညီဖို့အတွက်ဂျိုးမော့ကိုရောက်ရှိနေပြီဆိုတော့ Luffy ရဲ့စကားကြောင့်စန်ကြီးတယောက်အံ့ဩသွားခဲ့ရပါတယ်။ဒါကိုကြတော့လူဖီကသူလဲစန်ကြီးလိုပဲဆဆကြားခြင်းတော့ကကိုယ့်ရဲ့နားကိုတော့မယုံနိုင်ခဲ့ဘူးလို့ပြန်ပြောလိုက်ပါတယ်။စန်ကြီးကတော့သူ့အနေနဲ့အဖွဲထဲမှာအားအနေဆုံးဖြစ်တဲ့နာမည်ကိုစိတ်ပူကြောင်ပြောဆိုနေခဲ့ပြီးအဆင်မပြေမှဟုဆိုရင်နေခဲ့ပါတယ်။ ဲ့ဒီအချိန်လူဖီကအရင်ဦးဆုံးပြဿနာအနေနဲ့ဖြေရှင်းဖို့ကမင်္ဂလာပွဲတွေကိုဘယ်လိုခိုးဝင်မလဲဆိုတဲ့ကိစ္စလို့ဆိုပါရည်။နောက်ပြီးအခုလိုမျိုးမင်းပြန်လာရဲဆိုတဲ့အကြောင်းကိုအဖွဲ့သားတွေသိရရင်အရန်ကိုပြောရွှေ့နေမှာလို့ပြောလိုက်ပါရည်။အဲ့ဒီအချိန်ဆန်ကြီးရဲ့ကောင်းထဲမှာနာမီကိုသူ့ပိုင်းရလိုက်တုန်းကစကားတွေကိုပြန်လဲကြားရောက်နေခဲ့ပြီးကိုကိုကိုအပြည့်ရှိတယ်လို့ခံစားနေရပါရည်။နောက်ပြီးအခုလိုမျိုးပုံစံနဲ့နာမီကိုပြန်လဲတွေ့ဆုံရမှာတကယ်ကိုရှမ်းရွံ့မိတယ်လို့လည်းဝန်ခံလိုက်ပါရည်။ဒါပေမဲ့လူဖီကတော့အဖွဲသားတွေအားလုံးကသူ့ထက်တောင်ပို့ပြီးခွင့်လွှတ်နိုင်စွာမြင့်မားကြတဲ့သူတွေဖြစ်တာကြောင့် အခုကိစ္စကိုတိတ်ပြီးခေါင်းနဲ့မထားဖို့အတွက်အကြံပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မိုးကရုတ်တရက်ပြန်ဒိတ်သွားခဲ့တာကြောင့်ပြန်လဲလင်းလက်လာတဲ့ခေါင်းငင်ကြီးကိုနှစ်ယောက်သားကြည်ရင်ပြုံးရွှေနေကြပါတယ်။နောက်တစ်ခါမှာတော့မှန်ကဘာတွေကိုရောက်ရှိနေတဲ့ဘရစ်တိုအဖွဲ့ကိုပြသထားပါတယ်။ချော်ပါကသူ့အနေနဲ့အပြင်လောကကိုဆက်သွင်းနိုင်မယ်။မှန်ကွဲစားတစ်ခုကိုရရှိထားကြောင်းအဖွဲ့သားတွေကိုပြောဆိုနေကြတာပါ။ဒါကိုကြတော့ကေရိုရူကအခုလိုမျိုးသားအပြင်လောကနဲ့ဆက်သွယ်နိုင်ပြီဆိုရင်အရာအလုံးကအဆင်ပြေသွားတော့မယ်လို့ဝိုင်းပြောနေခဲ့ကြပါတယ်။နာမီကသူနောက်ဆုံးတစ်ခေါက်တုန်းကအဆက်သွယ်ရတဲ့အချိန် ကင်းပန်မြေကောင်းပေါ်ကမှန်ကွဲစားအချို့ကျန်ရှိနေသေးတယ်လို့ရှင်းပြလိုက်ပါတယ်။တကယ်လို့သာအဲ့ဒီမှန်ကွဲစားတွေကနေတဆင့်လူဖီရိုကိုဆက်သွယ်နိုင်မယ်ဆိုရင်အဆင်ပြေသွားလောက်တယ်လို့ပြောပါတယ်။အဲ့ဒီချိန်ချောပါကမှန်ကွဲစားကိုအသုံးပြုပြီးလူဖီကိုဆက်သွယ်ကြည့်လိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲလူဖီရိုရှိတဲ့နေရာကမှန်ကွဲစားတချို့ကရှိနေခဲ့တာကြောင့်ပြန်လည်ဆက်သွယ်မှုလုပ်ငန်းစဉ်ကအောင်မြင်သွားပါတယ်။စန်ဂျီကတော့အခုလိုမျိုးမှန်နေကနေဆက်သွယ်နေတဲ့ပုံစံကိုကြည့်နေခဲ့ပြီးလူဖီကတော့အဖွဲသားတွေအားလုံးမှန်ကဘာတွေကိုရောက်နေကြတယ်လို့အတူတူနေနဲ့ရှင်းပြလိုက်ပါတယ်။ ။အဲဒီနောက်မှာတော့အဆက်အသွယ်ပြန်လဲရရှိသွားလို့နှစ်ဖက်စလုံးကအရန်ကိုပြောရွှင်နေခဲ့ကြပြီးဘရိုကာတော့စန်ကြီးပြန်ရောက်လာတဲ့တရင်ကိုကြားရတဲ့အတွက်အရန်ကိုဝမ်းသာမိတယ်လို့ပြောနေခဲ့ပါရီ။ချော့ပါကဘရိုအနေနဲ့ပိုနီကလစ်ကိုတော့မှခိုးယူပြီးသွားပြီဖြစ်ကြောင်းပြောပြလိုက်ချိန်မှာလေလူဖီလည်းမင်းတို့ကောင်တွေကအတော်လေးကိုအထင်ကြီးစရာကောင်းတယ်လို့ချီးကျူးလိုက်ပါရီ။အဲ့ဒီအချိန်ပေရူကစံကြီးပြန်ရောက်ရှိလာတာကိုဝမ်းသာပေမဲ့နှစ်ယောက်သားသဘောတူညီမှုတချို့လှုပ်ထားသေးလားလို့မေးလိုက်ပါရီ။ဒါကိုကြားတော့ လူဖီကစန်ဂျီနီနဲ့ပြန်လာခဲ့တယ်ဆိုပေမဲ့တချို့ကိစ္စတွေကိုသူတို့ကဝိုင်းပြီးတော့အပြစ်သက်ပြီးမှဂျိုးမော်ကနေပြန်ထွက်ဖို့အတွက်အပေးယူလုပ်ထားတယ်လို့ရှင်းပြလိုက်ပါတယ်။အဲ့တော့ကတော့ကောက်ယူထုတ်တဲ့များအဖွဲ့အနေနဲ့မင်္ဂလာပွဲမှာသွားရောက်တောင်းကြရမှာဖြစ်ပြီးဘင်းစမုတ်မိသားစုကိုကယ်တင်ရမယ့်မေရှင်ဖြစ်ကြောင်းအားလုံးကိုရှင်းပြလိုက်ပါတယ်။အီဂရီတစ်ပါးဖြစ်တဲ့ဘေးမောင်းကိုတိုက်ခိုက်ပြီးမှဂျိုးမော်ကနေပြန်ထွက်သွားမယ်ဆိုတဲ့စကားကိုကြားလိုက်ရချိန်မှာတော့တစ်ဖက်ကအဖွဲ့သားတွေအားလုံးလည်းစွန့်အာကုန်ကြပါတယ်။ ဇန်ကြီးကလူဖီကိုဘင်မောင်ကအေဂရီတပါးဖြစ်တာကြောင့်သူ့လိုမျိုးအစ်စ်မျိုးနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ကတော်တော်လေးကိုမလွယ်ကူကြောင်းပြောနေခဲ့ပြီးနာမီရဲ့ဘဝကိုလည်းကောင်းကောင်းမွန်မွန်အသက်ရှင်နေထိုင်သွားစေချင်တယ်လို့ပြောနေခဲ့ပါတယ်။အကြောင်းကတော့နာမီလိုအားနေသူအနေနဲ့ဘင်မောင်ရဲ့စစ်ပွဲကြားထဲကိုမတော်တဆရောက်ရှိသွားခဲ့ရင်သေဆုံးနိုင်ခြင်းအရအရန်ကိုများပြနေခဲ့လို့ပါ။ဒါပေမဲ့ဇန်ကြီးထင်မှတ်ထားသလိုမဟုတ်ဘဲတစ်ဖက်ကအဖွဲ့သားတွေကသူဟာတင်မောဘဝကိုပြန်လိုက်ခဲ့မယ်ဆိုလို့ရှိရင်ဘာမှမစလုံးမယ်လို့ထားပြောနေခဲ့တာကြောင့်ဇန်ကြီးတယောက်အံ့ဩသွားရပါတယ်။ အဲဒီနောက်မှာတော့သူတို့အားလုံးကဧခံမွေးစားဖို့အတွက်အချိန်သိမ့်မလို့တော့ကြောင့်စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်းတစ်ဖက်ကိုပြောနေပါသေးတယ်။အဲဒီအချိန်လူဖီကမင်းမရေဂျူရောင်မှာငါရဲ့အသက်ကိုကဲကဲသေးတယ်လို့စန်ကြီးကိုပြောလိုက်ပါသေး။ဒါကြောင့်သူ့အနေနဲ့ဒီတစ်ခေါက်မှာတမိသားစုလုံးကိုကဲပြီးဂျေဇူးဆက်ချင်တယ်လို့လူဖီကပြောလိုက်ပါသေး။ဒါကြောင့်ဂျင်မီကဂျေဇူးဆက်ချင်နေတာမှန်ပေမဲ့တမိသားစုလုံးကိုကြာအဲ့လောက်ထိလွယ်မဲ့မထင်ဘူးလို့လမ်းပြောပါသေး။နောက်ပြီးဒီကျိုးမှာရှိသည်များစစ်ဘိုလ်ချုပ်တွေနဲ့ရင်ဆိုင်မိသားဖြစ်တဲ့အတွက်ကြောင့်မင်းတို့လည်းငါပြောတဲ့စကားကိုကောင်းကောင်းကြီးနားလည်မှာပါလို့ဆိုပါသေး။ ဒါ့အပြင်အဲ့ဒီစစ်ဗိုလ်ချုပ်တွေကဗင်မောင်းမြေ virus အဖွဲ့ရဲ့အဖျားပိုင်းလောက်ပဲရှိသေးပြီးပိုပြီးအစွမ်းထက်တဲ့လူကြီးပိုင်းတွေကိုပါတီပွဲမှာတွေ့ကြရလိမ့်မယ်လို့သတိပေးလိုက်ပါရီထထိုးအနေနဲ့မြေအောင်လောကသားတွေကိုပါစီးရင်နဲ့ပေါင်းထည့်လိုက်မယ်ဆိုရင်အခုရှိနေတဲ့သူတို့ရှစ်ယောက်ထဲနဲ့ရင်ဆိုင်မှုကအရန်ကိုခက်ခဲသွားလိမ့်မယ်လို့ရှင်းပြပါရီဒီလိုနဲ့ဂျင်မီကမင်းဘီဂျီဆိုတဲ့ကောင်ကိုမှတ်မိတယ်မလားလို့လူဖီကိုမေးပါရီနောက်တစ်ခါမှတော့ဗင်မောင်းမြေတိုက်စီကိုဝင်ကြီးတို့ရောက်ရှိလာပါရီအဲ့ဒီသူကတော့ဒိုင်ဖူကူဖြစ်ပြီး Charlotte family မိသားစုရဲ့ဒုတိယမြောက်သားတော်လည်းဖြစ်ပါရီ ဒီလိုနဲ့သူကခန္ဓာကိုယ်လေးကနေအငွေ့ပုံစံဘလူးတကောင်ကိုဆင်ခေါ်လိုက်ပြီးရေးလိုက်တကောင်ကိုဖြွင့်ဝင်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့မနက်9:00နာရီကိုရောက်ရှိလာတာကြောင့်ဘင်မောင်မြတ်ပါတီပွဲကြီးစတင်တဲ့အချိန်ကရောက်ရှိလို့လာခဲ့ပါပြီ။အဲဒီအချိန်တစ်ဖက်မှာလည်းလူဖီက BG ဆိုတဲ့ကောင်ကဆန်ဂျီကိုအတင်းအဓမ္မချိန်ချောက်ပြီးလက်ထပ်ပွဲကိုခေါ်ဆောင်လာခဲ့တဲ့ကောင်မှလာလို့မိလိုက်ပါတယ်။ဒါကိုကြတော့ဂျင်ဘီက BG ကလူဖီတို့လိုပဲ Wolf Generation တွေကတယောက်ဖြစ်ပြီးနာမည်ကြီးတယောက်လည်းဖြစ်တယ်လို့ရှင်းပြပါရတယ်။ ဒါအပြင်ဘီဂျီကမာဖီးယားမိသားစုကမွေးဖွားလာတဲ့ဂန်စတာတို့များတယောက်ဖြစ်တာကြောင့်ဂျေးစားလူသက်တဲ့နေရာမှာအတော်လေးကိုလက်မညွတ်နဲ့ကောင်းလို့ပြောနေခဲ့ပါတယ်။ငငယ်စဉ်ကလေးကအားနေတဲ့သူတွေကိုအနိုင်ကျင့်တဲ့ဗီဇာရှိပြီးဒုက္ခရောက်နေတဲ့သူတွေကိုလည်းရင်းနှီးသူဝါခုထိုးတဲ့အကွက်တွေလောက်ရတာတော်တော်ကြိုက်တဲ့ကောင်းတော်ကောင်းလို့ပြောနေပါတယ်။တခါတုန်းကဆိုရင်အပြစ်ရှိတဲ့မိသားစုတွေကိုပါတီပွဲမှာမပြောမစုံနဲ့တနက်နေ့ထားပြစ်ခဲ့တာကြောင့်မြေအောက်အဖွဲ့စည်းတွေကသူ့ကိုတော်တော်လေးစိတ်ဝင်စားတဲ့အထဲပါဝင်သွားခဲ့တယ်လို့ရှင်းပြနေပါတယ်။အဲဒီနောက်မှာတော့သူကလမ်းဘေးကြီးစားတယောက်ဆင်းကနေမာဖီးယားခေါင်းဆောင်အဆင့်ထိဖြစ်လာခဲ့ပြီး ရန်သူပိုင်နက်တွေအကုန်လုံးကိုတင်ပိုက်ခဲ့တဲ့အမှတ်တမ်းကလည်းကမ္ဘာအစိုးရထီကိုတော့မှပေါက်ရောက်သွားခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့ BG ကသူ့ကိုပြန်ပြီးဝိုင်းသမားမဲ့ကောင်လေးတဖြည်းဖြည်းများလာတဲ့အခါမှာဗင်မောင်းသမီးတော်တွေကတယောက်ကိုလက်ထပ်ယူပြီးဒီကျွန်းပေါ်မှာလာပြီးငိမ့်နေခဲ့တာဖြစ်တာကြောင့်အခုဆိုရင်မျက်ခုံးတော်တော်လုံနေလောက်ပြီလို့ဆိုပါရယ်။နောက်တစ်ခါမှတော့ BG တယောက်ဗင်မောင်းစီကိုရောက်ရှိလာခဲ့ပြီးဂါရဝါပြုနေခဲ့ပါရယ်။အဲဒီအချိန်ဗင်မောင်းကအလုပ်ကျူးစားတဲ့ BG ကိုချီးကျူးနေခဲ့ပါရယ်။ပြီးတော့ပါတီထဲမှာလည်းအဆောက်အအုံကိုခန့်လိုက်ပြီးအမိန်ပေးလိုက်ပါရယ်။ အကြောင်းကတော့ BGD စောက်ထားတဲ့မပြိုလဲနိုင်တဲ့ဖျားအကြောင်းကိုအကာအကွယ်ပြုပြီးလူဖီတိုက်ခိုက်မှုကိုကြိုတင်ကာကွယ်တားဆီးဖို့ပါ။တစ်ဖက်မှာလည်းဂျင်ဘီကဘေးမောင်းပြုလုပ်မဲ့မင်္ဂလာပွဲကအပြသဘောသာဖြစ်ပြီးတကယ်ရွေချက်ကတော့မင်းတို့အားလုံးတည်ပြီးတဲ့အတိုင်းပဲ Basement Family ကိုအပိသက်ဆောင်မုံတုံးပြဖို့ပဲဖြစ်တယ်လို့ဆိုပါရီ။တစ်ဖက်မှာလည်းပတ်ကွမ်ကိုဖမ်းဆီးခဲ့တဲ့ BGD ကဒီအခြေအနေတွေအားလုံးကိုအခွင့်ကောင်းယူပြီးရောက်မှဖြစ်သူဘေးမောင်းကိုတပ်ပြဖို့ကြံစီနေခဲ့တယ်လို့ဆိုပါရီ။ဒါပေမဲ့ပတ်ကွမ်ကို BGD ကငမန်းစာကျွေးဖို့လုပ်ခဲ့ပြီးချိန်အဲ့ဒီအချိန်မှာပဲသူ့ရဲ့တပ်သားတွေနဲ့တွေ့ဆုံခဲ့ပါ။ ဘက်ကွန်တရားအသက်ရှင်သွားခဲ့တယ်လို့ဂျင်ဘီကရှင်းပြပါရီစကားဆုံးမှာတော့ဂျင်ဘီကလူဖီကိုကျုံးမရောက်ရှိလာခဲ့တဲ့အခါအခုချိန်ထိဖျက်ကျော်ခဲ့ရတဲ့ကိစ္စတွေအများကြီးဖြစ်ခဲ့ပြီဖြစ်တာကြောင့်ဒီလိုအချိန်နေမျိုးမှာခေါင်းဆောင်တယောက်အနေနဲ့ဘာကိုဘယ်လိုလုပ်သင့်လဲဆိုတာကိုနားလည်လောက်မယ်လို့ပြောပြလိုက်ပါရီဒါကြောင့်လူဖီအနေနဲ့ကိုရီးကိုရာခံစားမှုတွေကိုခဏတာဘေးချိတ်ထားပြီး BG နဲ့ပူးပေါင်းလိုက်ဖို့အကြံပေးပါရီနောက်တစ်ခါမှာတော့ Worst Generation မျိုးဆက်ရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ Luffy နဲ့ BG တို့အဖွဲ့ကပင်မောင်းမှုလှုပ်ချက်မှုတွေတွေ့ဆုံနေခဲ့ကြရင်ဇက်လန်လီကလည်းတခန်းရက်သွားခဲ့ပါတယ်